မလင်းလုတ်တဲ့နေ့ကပြောခဲ့တဲ့စကားတစ်ခွန်းအတွက်ပြန်လည်တောင်းပန်ခဲ့ရတဲ့အီမီဆန်အီမီဆန်ကတော့မြန်မာနိုင်ငံသားတွေခံစားခဲ့ရတဲ့ငလင်းပိတ်ကိုအလေးမထားသလိုပြောခဲ့တဲ့စကားတစ်ခွန်းကြောင့်ပြန်လည်တောင်းပန်ခဲ့ရပါတယ်အီမီဆန်ဟာမက်စလာ28ရက်နေ့နေ့လယ်တနင်္ဂနွေချိန်မှာလုတ်ခတ်ခဲ့တဲ့မြင်းငလင်းပိတ်မှာ Facebook ပေါ်ကစတေတက်ကိုတင်ခဲ့တာဖြစ်ပါတယ်စူပါစတေတက်မှာတော့သူမစိတ်ဆိုးလို့ငလင်းလုံးရတာဖြစ်ကြောင်းပြောခဲ့ပါတယ်ခုခါမှာတော့မြန်မာနိုင်ငံမှာငလင်းလုံးမိတာကသူ့ကြောင့်မှာစပီးပြောမိခဲ့တဲ့ပုံမှာ အလုံးကလည်းဝေဖန်ခံနေရတာကြောင့်အမီဆန်တရားလူလုံးမထွက်ပြနိုင်ပဲဖြစ်နေရပြီးမျက်နှာငယ်လေးနဲ့တောင်းပန်လာခဲ့တာပါဒါကလည်းအမီဆန်ဟာတကူဆိုရင်သူ့ကိုယ်သူအစွမ်းစားရှိသူဖြစ်နေဟန်ဆောင်လေးရှိတာကြောင့်ပါအမီဆန်ကနုပညာလုံးနဲ့မအောင်မြင်တဲ့နောက်ပိုင်းမှာနုပညာလောကမှာနေရာတနေရာရဖို့သူ့ကိုယ်သူတိုက်ကလာတယ်လို့လို့တကူကြည့်တယ်လို့ကအတန်ရှင်းရှာနေရပါမြန်မာနိုင်ငံမှာဖြစ်သမျှသဘာဝပင်းရည်ကိုလည်းအမီဆန်ကသူ့ကြိုးသိနေတယ်လို့လို့သူ့ကြောင့်ဖြစ်တယ်လို့လို့ကြောင်းလုံးထုတ်တာဖြစ်ပါတယ် ဒါကြောင့်လည်းငလင်လုတ်ပြီးမှစတက်ပြေးတင်နေတာပါ။ဒိုင်းမဲ့နဲ့အင်မီဆန်မသိလိုက်တာကတကူကဒီတစ်ခေါက်ငလင်ကမြန်မာနိုင်ငံမှာအဆိုးဆုံးသောပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့တဲ့မြင်လင်ဆိုတာပါပဲ။ဆိုပါမြင်လင်ကြောင့်မြန်မာနိုင်ငံလေပိုင်းကမျိုးရည်တွေမှာအဆောင်တွေ၊နေတွေ၊ရှင်းအောင်ဆောင်တွေပျက်စီးပြိုကျကလူသားပေါင်းချီကငလင်ကြီးရဲ့စိုးကျိုးကိုရိုက်ခတ်တံကိုခံခဲ့ရတာပါ။ဒါပြင်ငလင်ကြောင့်ဆုံးမကွယ်လွန်သွားတဲ့တံငါတော်တွေကဆာဝန်ကြုံကလင်းရယ်ဆုံးလူပေါင်း၄၀၀ဝန်းကျင်ခန့်အသက်ဆုံးမသွားခဲ့ရတယ်လို့ 9000ကျော်လောက်ထိကိုထိခိုက်ဒဏ်ရာရှိခဲ့တာဖြစ်ပါတယ်။ဒီလိုလူပေါင်းများစွာမိသားစုဘဝပေါင်းများစွာရဲ့အသက်အဝိစီးစိမ်တွေကိုပျက်စီးဆုံးရှုံးစေခဲ့တဲ့ငလင်ဘေးအန္တရာယ်ပေါ်ပေါ်လေးနဲ့သူတော်သားကြောင့်ဖြစ်တာပါဆိုပြီးအမီဆန်ကပြောခဲ့တာကြောင့်လည်းလူတွေရဲ့ဝေဖန်မှုတွေပြင်းထန်စွာခံစားနေရတာပါ။ဒါပြင်အမီဆန်ကသူကဒေါသထွက်လိုက်တိုင်းညောင်ငကားမင်းတော်မနေနိုင်လို့ငလင်နှောက်ရတာဖြစ်ကြောင်းကိုပြောလာတာပါ။ဒီလိုအမီဆန်ရဲ့စကားကတနိုင်ငံလုံးတည်ကြည်ပျက်စီးမှုသွားရတဲ့သူတွေပေါ်မှာလေးစားမှုမရှိဘဲနဲ့ကိုကျင်းစာစိတ်မရှိသလိုပါပဲ ဒါကြောင့်မင်းပြည်သူတွေကတော့တနိုင်ငံလုံးကပျက်စီးဆုံးရှုံးမှုတွေအတွက်အယောတောင်းတင်တယ်ဆိုပြောနေကြတာပါထိုထင်တော့အမီဆန်ကရင်ကလုံးတကားပုံပြီးတိုက်ကလာတယ်လို့လို့ attention ရှာတာကပြဿနာမရှိပေမယ့်အခုလိုမျိုးတနိုင်ငံလုံးပျက်စီးဆုံးရှုံးထိခိုက်နေတာမျိုးတွေများပြားနေရတဲ့အချိန်မှာ attention ရှာတာကြောင့်လည်းလူတွေကအမီဆန်ကိုခွင့်မလွတ်နိုင်အောင်စိတ်ဆိုးဒေါသထွက်နေကြတာပါအခုတစ်ခါမှာတော့အမီဆန်ကလူပောင်းဘေးတစ်ဖက်ရောက်နေကြပြီးတော့ငလင်းဘေးကိုပပပြက်ပြုံးပြီးရဲ့ပုံမှာဝင်းချတောင်းပန်နေတာပါ အမီဆန်ကငလင်းလုတ်ပြီးစားချိန်မှာရန်ကုန်တခွင်ပဲဖြစ်တယ်လို့ထင်ပြီးတော့တင်ခင်းမိရင်လို့ပြောလာတာပါတကယ်လို့ဒီလောက်အများကြီးလူတွေတည်ကြည်ပျက်စီးပြီးတော့ဆုံးရှုံးသွားမှမန်းသိရင်ဒီလိုသူမဒေါသထွက်တိုင်းငလင်းလုတ်တယ်ဆိုတာကိုတင်မိမှာမဟုတ်ဘူးလို့ဆိုပါတယ်ဆက်လက်ပြီးတော့လည်းအမီဆန်ကဒီဖြစ်ပျက်ကနေတင်ခင်းစားရတာကဘလုံးချင်းနေမှမဆိုဖြစ်ပျက်တဲ့ခုကိုရှင်းရှင်းလင်းလင်းသိပြီးမှပို့စတင်ဖို့တင်ခင်းစားရမယ်လို့ပြောလာတာပါတို့ကြောင့်မြန်မာတိုင်းနိုင်ငံလုံးကလူတွေထိခိုက်နေတာဆရာကြီးဖြစ်သွားခင်လဲတောင်းပန်ပါတယ်လို့အမီဆန်ကပြောခဲ့ပါတယ် ဒါအပြင်အင်ဘီဆန်ကသူများကလည်းဆွဆဲနေကြရဲ့လို့မဟုတ်ကြောင်းသူမအပြင်မှာတွေ့ရင်သိပါလိမ့်မယ်လို့အင်ဘီဆန်ကပြောခဲ့တာပါခုဆိုင်အင်ဘီဆန်ကသူမဟာငလင်းဘေးတင်ပြည်သူတွေအတွက်အသိ30လောက်လှူဒန်းထားရဲ့လို့ဆိုပါတယ်ဂိမ်းဒီတော့ဘာဖြစ်ဖြစ် Facebook မှာ status တင်ပြရခြင်းကြောင့်ငလင်းဘေးကလူမုံများသွားခဲ့တဲ့အင်ဘီဆန်ကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်